အာဆီယံစည်းဝါးရေးအတိုက်အမြုံ AEC ကိုအကောင့်ထဲပေါ်ဆောင်ရေးဟာ2016ဇန်နဝါရီလအထိမစနိုင်ဘူးဆိုတာကိုဝန်ခံရမှာဖြစ်တယ်လို့မလေးရှားနိုင်ငံတကာကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးကပြောပါတယ်ဒီသတင်းကိုတော့ခွန်မသာကတင်ဆက်ထားတာပါအရှိတောင်ရှာနိုင်ငံများအသင်းအာဆီယံနိုင်ငံတွေကစီးပွားရေးဝင်ကြီးတွေနေ့စဉ်ကျင်းပနေကြအစီအဝေးကိုမလေးရှားနိုင်ငံမှာဩဂုတ်လ20ရက်နေ့ကတက်ရောက်နေကြတာပါမလေးရှားဆိုရကဥဆောင်တဲ့48ကျင်းမြောက်အာဆီယံစီးပွားရေးဝင်ကြီးများအစီအဝေးနဲ့ ဆက်ဆဆေးဝေးပွဲတွေကို AEC 2015မှုကျန်းတဲ့အောက်မှာသဘောတူခဲ့တဲ့ကတိတွေကိုအကောင့်ထဲပေါ်ရေးနဲ့အဆီယံစီးပွားရေးလူမှုအဖွဲ့စီလှုပ်ဆောင်ချက်တွေကိုအကောင့်ထဲပေါ်ရေးအတွက်ညှိနှိုင်းကြမှာဖြစ်ပါတယ်။အဆီယံနိုင်ငံအဖွဲ့တွေဟာ2015နှစ်ကုန်ပိုင်းမှာလူမှုရင်ကျေးမှုလူမှုအဖွဲ့စီစီးပွားရေးလူအဖွဲ့စီနဲ့နိုင်ငံရေးလုံခြုံရေးလူအဖွဲ့စီဆိုတဲ့အရေးသုံးရာကိုအခြေခံပြီးအဆီယံလူအဖွဲ့စီကိုဖွဲ့စည်းကြောင်းကြေညာဖို့ရှိနေပါတယ်။အဆီယံလူအဖွဲ့စီရဲ့2015အလုံအမျိုးအမြင်နဲ့ နောက်လာမယ့်ဆယ်နှစ်အတွက်အဖွဲ့ရဲ့လမ်းပြမီပုံကိုဒီနှစ်အတွင်းမှာကျင့်သုံးဖို့လည်းမျှော်လင့်ထားကြပါတယ်။မလေးရှားနိုင်ငံကကွန်တွဲရေးနဲ့ဆက်မဝင်ကြီးကတော့ AEC ဒီနှစ်အထက်မှာဖွဲ့စည်းရေးက2016ဇန်နဝါရီလအထိမစနိုင်ဘူးဆိုတာဝန်ခံရမယ်။ကျွန်းနှစ်စနစ်တွေအလုံးကြောင့်ကွန်တွဲရေးနဲ့ရင်းနှီးမြှုပ်နှံမှုရေးစည်းကြောင်းတွေကနေစတွေကိုလှလစွာဖြတ်တန်းစီစဉ်နိုင်ရေးပြည်သူတွေလှလစွာသွာလာနိုင်ရေးနဲ့စံချင်းစံညွန်လက်ဖက်ညီရေးစတာတွေပေါ်လို့ပြောပါတယ်။ I must admit that the establishment of the AEC at the end of this year does not imply that come January 1st, 2016, all red tape gets untangled. Trade and investment flows freely across borders and that there will be free movement of people. AEC ဟာအာဆီယံခရီးမှာအရေးပါတဲ့မိုင်တိုင်တွေအထက်ကတစ်ခုကိုရောက်သွားတဲ့အတိတ်ပဲဖြစ်တယ်။2015နှစ်ကုန်ဟာခရီးဆုံးမဟုတ်ပဲအင်မတန်အရေးကြီးတဲ့အပိုင်းတစ်ခုပြီးသွားတာဖြစ်ပြီးနောက်တစ်ခုရဲ့အစပဲလို့သူကပြောပါတယ်။ အာဆီယံအဖွဲ့ကို1960ခုနှစ်ဩဂတ်လ10ရက်နေ့ကဖွဲ့စည်းပြီးဘရူနိုင်း၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအိုမလေးရှား၊မြန်မာ၊ဖိလစ်ပင်း၊စင်ကာပူ၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတွေကပါဝင်ပါတယ်။